င်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ20ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ပြည်သူ့စစ်မှုထမ်းဥပဒေဟာနောက်ဆက်ကသွားနေတဲ့နိုင်ငံရေးရည်မှန်းချက်ကိုထိခိုက်စေနိုင်တဲ့တက်ရောက်မှုရှိတယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့တီထောင်သူဒေါက်တာညညိုသိန်းကပြောဆိုလိုက်တဲ့သတင်း။ဒီမိုကရေစီနဲ့အချုပ်အခြာအာဏာကိုကောက်ွယ်ဖို့ထိုင်းစစ်တပ်ကတိုက်တွန်းပြောဆိုလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ထမဆုံးတင်ဆက်ပေးမယ့်တဲ့တင်ကတော့ပြည်သူစစ်မှုထမ်းဥပဒေဟာနဆကသွားနေတဲ့နိုင်ငံရေးရီမန်းချက်ကိုထိခိုက်စေနိုင်တဲ့တရားမှုရှိတယ်လို့ရန်ကုန်စောင့်ကြည့်ဘွဲ့တီထောင်သူဒေါက်တာညိုညိုသိန်းကပြောဆိုလိုက်တဲ့တဲ့တင်ကိုတင်ဆက်ပေးလိုက်ပါရစေ။မြန်မာနိုင်ငံမှာအကောင့်ထဲပေါ်နေတဲ့ပြည်သူစစ်မှုထမ်းဥပဒေဟာ လက်ဆက်ကသွားနေတဲ့နိုင်ငံရေးရည်မှန်းချက်ကိုထိခိုက်စေနိုင်တဲ့တက်ရောက်မှုရှိတယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူဒေါက်တာညိုညိုတင်းက CNN သတင်းဌာနကိုပြောပါရယ်။ပြည်သူ့စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီ10ရက်ကစတင်ပြီးအသက်ဝင်ကြောင်းလက်ဆက်ကဥက္ကဋ္ဌပိုးချုပ်မူကြီးမင်းအောင်လင်းကလက်မှတ်ထိုးထုတ်ပြန်ခဲ့တာပါ။ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းလိုက်တဲ့နောက်ဆက်တွဲအနေနဲ့လုံသားအင်အားရှပတာလူထုရဲ့အကြောက်တရားကြီးမာလာတာနိုင်ငံတော်နဲ့ပြည်သူကြားယုံကြည်မှုကျဆင်းလာတာ စတဲ့အခြေအနေတွေဟာနိုင်ငံတော်အတွက်ဆိုရှယ်နှစ်နာမှုတွေဖြစ်တယ်လို့နိုင်ငံရေးနဲ့စီးပွားရေးလစ်လာသုံးသပ်သူတွေကထောက်ပြကြပါဗျ။ပြည်သူစစ်မှုထမ်းဥပဒေအရစစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့ကိစ္စတွေမှာလည်းအောက်ခြေမှာအကျင့်ပြတ်ချဆမှုတွေရှိနေတဲ့အတွက်အ мян ဆုံးရဆိုင်ရမယ့်ဥပဒေတစ်ခုဖြစ်တယ်လို့ရန်ကုန်စောင့်ကြည့်ဖွဲ့တီထောင်သူဒေါက်တာညညိုတင်းကစီရင်နိုင်တဲ့ဌာနကိုပြောပါဗျ။အဲ့နောက်အောက်ခြေမှာကဒီစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးရောပေါ့နော်။တဲတဲတဲကအာဒီချဆမှုတွေအကျင့်ပြတ်နေပြီ။ တရားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဟာကအစစ်အပြီးဆုံးအချက်ပေါင်းဖြစ်နေတဲ့အတွက်ခါကြတော့လူကြီးနဲ့သက်ဆိုင်ရာအာဒေသမတအစိုးရအဖွဲ့ကြီးပေါ့နော်သက်ဆိုင်သက်ဆိုင်ရာအာအစိုးရကြီးနေမှာပေါ့နော်အဲဒီနားနေမှုလဲမတရားဖြစ်တယ်အဲ့အမကဒီတရားမျိုးတရားအရင်ကြည့်ပြပြအကြောင်းကိုပေါ်လာတယ်ပေါ့နော်အာလူကြီးရဲ့မကျေနပ်မှုကြီး အကျဉ်းချမ်းမှုတွေရတယ်ဒီစိတ်မှုကဥပဒေမှာအများကြီးစိတ်ရာဥပဒေနဲ့ပတ်သက်တဲ့ဒီဆိုင်မှာအများကြီးပေါ်လာရတယ်ပေါ့နော်အဲ့တော့ဒါကမလို့ဒီစိတ်မှုကဥပဒေဟာပေါ့နော်အဲဒီအချက်ကောင်းမွန်တော်လေးလေနော်ဒါဒါအိတ်သိစိတ်ကလေးရယ်ကြာလန်းတဲ့ဥပဒေတွေပေါ့နော်အဲ့တော့ဒီအချက်ကောင်းမွန်တော်လေးလေပေါ့နော်အောက်ချီမှာဘလို့မှတောက်ပြီးချင်းချုံလို့ပြရတဲ့အင်ဂျင်ချာသားမှုကြီးကြောင်းပေါ့နော်နိုင်ငံတော်ရဲ့ အဲ့ဒီ activity ပွားနေတဲ့နိုင်ငံကြီးမျိုးချက်တွေဖြစ်ထိုက်ပြီးတဲ့အဖြစ်ကိုပေါ့နော်ဒီကဟို impact လို့ပြောမှာတက်ရောက်နေအောင်ကြီးရပေါ့နော်အဲ့ဒါကြောင့်မလို့ဒါအဲ့မှာဥပဒေကအလျော်ဆုံးရပ်ဆိုင်ရမယ့်ဥပဒေတစ်ခုဖြစ်တယ်ပေါ့နော်နစကကပြတ်ထန်းထားတဲ့ပြည်သူစစ်မှုတဲ့ဥပဒေထဲမှာတော့အသက်ရွယ်ရောက်ပြီးသူတိုင်းစစ်မှုထမ်းရမယ်လို့ပါရှိပြီးအမျိုးသားဖြစ်ပါကအသက်၁၈နှစ်ပြည့်ပြီလို့အသက်၃၅နှစ်မပြည့်သေးတဲ့နိုင်ငံသားတိုင်းကို၎င်း အမျိုးသမီးဖြစ်ပါကအသက်16နှစ်ပြည့်ပြီလို့အသက်28နှစ်မပြည့်သေးတဲ့နိုင်ငံသားတိုင်းကိုလည်းကောင်းဆိုလိုတာပါပြည်သူစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်စစ်မှုထမ်းဖို့အတွက်ရက်ွက်ကြေးရည်မှာလူစင်းကောက်ကမဲနိုင်ပြီးရွေးချယ်တာဖြစ်တဲ့အတွက်စစ်မှုထမ်းရမယ့်အသက်ရွယ်တဲ့အကျုံးဝင်တဲ့လူငယ်တွေဟာလည်းပြည်ပနိုင်ငံတွေကိုထွက်ခွာတိမ်းရှောင်လျက်ရှိတာပါအဲ့ဒီလိုပြည်ပထွက်ခွာသူများပြလာတဲ့အတွက်ကြောင့်ပြည်ထဲမှာကျွမ်းကျင်လုပ်သားတွေသာမက အခြေခံလုပ်သားရှာပမှုတွေပါဖြစ်ပေါ်နေကြောင်းစီးပွားရေးဟာနိုင်ငံရေးပေါ်များစွာမှီခိုနေတဲ့အတွက် ငင်းကြရေးမရသူရဲ့စီးပွားရေးတွတ်တက်ဖို့မလွယ်ကူကြောင်းစီးပွားရေးလည်လာသုံးသက်သူတူက CNN သတင်းဌာနကိုပြောပါတယ်။အခုကတော့ပြောရရင်စီးပွားရေးပြန်နိုင်ငံရေးရပူပြောမယ်ညာဘုံဒီငင်းကြရေးမမရလို့ရင်တော့အချိန်ရမလို့ဟုတ်ကဲ့စီးပွားရေးအရင်နိုင်ငံရေးမှာအခုကအများကြီးဘုရားဆင်းလာရဟန်းတော့မတော်ဘူးပြည်နေတယ်။ဒါဒီအခုလက်တူလုပ်ပြနေရတဲ့ဒီလုံးနေချီးပြီးတာတို့ ဟိုဒီစားဒီဝတ်တဲ့ပုံမှုလို့ပြောရတယ်အခုပြရခင်ပြီးအောင်ပါဟိုတော့ပြန်မှန်လာပြီးပြောလို့ရအောင်ဒါလည်းတော့လုပ်ပြီးနေတယ်ဒါနဲ့အဲအဲ့ဒီပုံမှုကြီးတက်လာမယ်ရှင်ကပြိနေနောက်ဒီပုံရလို့လာတယ်ဒီစဉ်းစားဥပဒေဆိုတာလေအဲတော်တော် negative effect ပေါ်ဖြစ်တာပေါ့ဒီလုံမနေပေါ့မှာဟိုလိုမှအရှားပါဘူးဘယ်လိုမှမဟုတ်ဘူးဒီဟိုဟာကိုကျွမ်းကျင်လို့မှမဟုတ်ဘူးယူယူ ကျွန်တော်ဝါကားကိုရှာမရတဲ့အခြေအနေမှာရှိနေတယ်။ဒါအဲ့ဒီအခက်တွေရှိနေတာပေါ့။ဒါတော့အဖြစ်အပျက်အနေနဲ့ကတော့ဒီငင်းကြီးပြောင်းမလို့နိုင်လို့ကျွန်တော်ပြီးသွားရင်မှလည်းတော့မလို့ပြပထုတ်ခွာတဲ့လူငယ်လူရွယ်တွေများပြလာတဲ့အတွက်တားဆီးဖို့ကာကွယ်ရေးဝန်ကြီးဌာနက2025ခုနှစ်ဇန်နဝါရီ23ရက်နေ့ရက်စွဲနဲ့ပြည်သူ့စစ်မှုထမ်းဤဥပဒေကိုပြဋ္ဌာန်းထားပါတယ်။အဲ့ဒီဥပဒေထဲမှာတော့ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်သူတွေရဲ့စီရင်ကိုရက်ွက်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုကပြုစုပြီး မြို့နယ်အဖွဲ့ကိုပေးပို့မှာဖြစ်ပြီးမြို့နယ်အဖွဲ့ကစစ်မှုထမ်းဖို့အသက်အရွယ်ရောက်သူများဆင်းမှာပတ်ဝန်းသူတွေကိုမှတ်ပုံတင်ဖို့စင်ကော်စာပေးပို့မှာဖြစ်ကြောင်းသိရပါတယ်။အဲဒီနောက်မြို့နယ်အဖွဲ့ကတိုင်းဒေသကြီးဓမ္မမဟုတ်ပြည်နယ်အဖွဲ့ကနေတစင်ဘ ഹു အဖွဲ့ကိုကြည့်သူစစ်မှုထမ်းဖို့ပတ်ဝန်းသူဆင်းကိုပေးပို့မှာဖြစ်ခါဘ ഹു အဖွဲ့ကစစ်စစ်ဆေးရန်ဆင့်ခေါ်ရမယ့်သူအရေးအတွက်ကိုသတ်မှတ်ပြီးမြို့နယ်အဖွဲ့ကိုစီရင်ပြန်လဲပေးပို့မှာဖြစ်ကြောင်းသိရပါတယ်။ပြည်သူစစ်မှုထမ်းဖို့မြို့နယ်အဖွဲ့ကအမိန့်စာရရှိသူတွေဟာ ဘောအဖွဲ့ရဲ့ခွင့်ပြုချက်မရဘဲပြည်ပနိုင်ငံတွေကိုထောက်ခွာခွင့်မရှိကြောင်းလည်းသိရပါဗျ။ CDM လှုပ်ချင်းမလှုပ်ချင်းကရာဆွေးမှုမဟုတ်တာကြောင့်ဥပဒေကိုတရားမျှတစွာကျင့်သုံးရမယ်လို့ NCA ထိုးထားတဲ့ပိုးမြသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ဦးကာကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ။ CDN လုံချင်းမလုံချင်းကရာဇဝတ်မှုမဟုတ်တာကြောင့်ဥပဒေကိုတရားမျှတစွာကျင့်သုံးရမယ်လို့ NCA ထိုးထားတဲ့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNNO NCA S မှဥက္ကရာဘုံမူကြီးခေါ်ကကဆန်နိုင်တဲ့ဌာနကိုပြောပါရယ် CDN လုံချင်းမလုံချင်းဟာလူပုဂ္ဂိုလ်တူတူတယောက်ဝန်ထမ်းတူတူတယောက်ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် set determination right ဖြစ်ကြောင်း CDN လုံချင်းကရာဇဝတ်မှုမဟုတ်တယ်လို့ CDN မလုံချင်းကလည်းရာဇဝတ်မှုမဟုတ်ကြောင်းဥပဒေဟာတရားမျှတမှုရှိရမည်ဖြစ်ကြောင်းဘုံမူကြီးခေါ်ကကဆန်နိုင်တဲ့ဌာနကိုပြောပါရယ် ဥပမာတချို့ဝန်ထမ်းတွေက public service တွေလေမူလာတန်းကျောင်းဆရာမတို့ဈေးဆရာမတို့ဆရာဝန်တို့လူနာကြည့်ပေးရတဲ့လူတွေဒီလူတွေက public ကို service လုပ်နေတာအုပ်ချုပ်တဲ့လူဆိုရကဘယ်လိုပဲကြောင်းကြောင်းဘယ်လိုပဲပေါ့ပေါ့နော် institution တွေကခိုင်လို့ရှိရင် public service လုပ်နေတဲ့လူတွေက accident လုပ်ဖို့မလိုဘူးလူထုအကျိုးဆောင်တဲ့လုပ်တွေလုပ်မှာပေါ့ဒါကြောင့် accident လုပ်ချင်း accident မလုပ်ချင်းကရာဇဝမှုမဟုတ်ဘူးပြစ်မှုလည်းမဟုတ်ဘူးဥပဒေကပြစ်မှုမြောက်မှရာဇဝမှုဖြစ်မှာအခုကရာဇဝမှုမဟုတ် accident လုပ်လိုက်တယ် အဲ့ဒါလည်းပုဆုံးဖြတ်တဲ့တရားသူမဟုတ်ဘူးအင်းစီတန်လောက်တာကိုအာနာပိုင်တရားပါရန်ရှာတဲ့ပါညာအဲ့ဒါလည်းမှားတယ်ဒီလူလူတုနဲ့နာမယ်ကလေးတငယ်တွေနဲ့နာမှာကြောက်လို့စီရီယံမလောက်ပဲနေရဲ့နော်ကျွန်တော်လူစုဝန်သားနဲ့ရှိတယ် ြည်သူဝန်ထမ်းတွေရှိအဲ့လူတွေကလည်းသူဆုံးဖြတ်ရပါတော့အစီအစဉ်မလုပ်တဲ့အတွက်ဒီလူတွေကရာဇဝမှုအပြစ်ရှိတယ်လို့ဆုံးဖြတ်ရင်လည်းအဲ့ဒီဆုံးဖြတ်ချက်မှားတာပဲဒီတရားမျှတမှုမရှိတဲ့ဥပဒေပြဋ္ဌာန်းချက်ပေါ့ဥပဒေဆိုတာတရားမျှတမှုရှိရမယ်အမှန်ကန်ရမယ်လိုင်နာကျင့်သုံးဖို့လိုရမယ်အခုဥပဒေတွေကပြဋ္ဌာန်းတာကဥပဒေကိုပဲပေါ့ ဘက်လိုက်ပြီးတော့ကိုယ်ဘက်မပါရင်ကိုယ်ဘက်မလာရင်ကိုယ်နဲ့မတွေ့ရင်ဒီရံသူဘက်ကိုတွန်းပို့တဲ့စက်ထမ်းပြတ်တွေဖြစ်တယ်အဲ့ဒါကြောင့်ဒီ CBM နဲ့ပတ်သက်ရင်ပြင်လုပ်ခွင့်ပေးပါကျွန်တော်အားလုံးကဝန်သားနေဖြစ်တဲ့ပြည်သူလူထုကိုသူအကျိုးပြုမှာပဲဥဆောင်တဲ့လူအကျိုးမပြုပါဘူးအထုတဲ့လူကတော့ပြောင်းသွားမယ် public service ကပါဖြစ်ပေါ့။နဆာကလက်အောက်မှာအလုပ်လုပ်နေတဲ့နိုင်ငံဝန်ထမ်းတွေကိုတရားစွဲတဲ့အထိအရေးယူနိုင်တဲ့အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုဇွန်လ23ရက်မှာ ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းခဲ့ပါတယ်။အဆိုပါဥပဒေရဲ့အခန်းလေးမှာပါဝင်တဲ့အရေးယူခြင်းအပိုင်းမှာ2020ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့မှာ2020ခုနှစ် AB လ30ရက်ကြာ CDN ပြုလုပ်ခဲ့တဲ့ဝန်ထမ်းတွေကိုသာ CDN အဖြစ်သတ်မှတ်သွားမည်ဖြစ်ပြီးဒီကာလနောက်ပိုင်း CDN ပြုလုပ်သူတွေကတော့အကြောင်းပြချက်တွေပေးမှ CCB CDN အဖြစ်သတ်မှတ်မယ်လို့ဆိုထားပါတယ်။ဒီဥပဒေထဲမှာ CDN တွေအတွက်စုဝေးစနစ်ပါပြီး Non CDN တွေအတွက်ဓာတ်ဘေးစနစ်ကိုထည့်သွင်းထားကြောင်း ီဒီယန်ဥပဒေအရစစ်သားနဲ့ရဲဟာအကျုံးမူဝင်လို့အဆိုထားပါဗျ။ CRPA ကပြဋ္ဌာန်းလိုက်တဲ့စီဒီယန်နိုင်ငံဝင်တဲ့ဥပဒေဟာတော်လှန်ရေးလိုအပ်ချက်ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းနဲ့လွဲချော်နေတယ်လို့ဗမာနိုင်ငံလုံးဆိုင်ရာကြောင်းသားသမဂ္ဂတွေအဖွဲ့ချုပ်ဘာကာတာလူမျိုးပေါင်းစုံမျိုးဆက်တွေသွေးစည်းညီညွတ်ရေးမဟာမိတ်အင်အားစု GSCN ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC နဲ့ တက္ကသိုလ်ဆရာတွေတက်မကကိုစားပြု ကော်မတီတို့ကအတီးတီးထုတ်ပြန်ပြောကြားခဲ့ကြပါဗါတယ်အဲ့ဒီနောက်ဗမာတော်လှန်ရေးတက်မတော် BNRA ကလည်းတိုင်းပြည်ရဲ့အနာဂတ်ကိုဖန်တီးရမှာအရေးပါတဲ့ចောင်းသားတငယ်တွေရဲ့ရှေ့ရေးကိုမျှော်တွေးပြီးပညာရေးနဲ့ကျန်းမာရေးကဏ္ဍမှာတာဝန်ထမ်းဆောင်သူတွေရဲ့ရွေးချယ်မှုအပေါ်အနောက်အရှေ့အဟံအတာပြုလုပ်သွားမှာမဟုတ်တလို့လိုအပ်ကြတွေကိုဖိမကူညီသွားမယ်လို့2025ခုနှစ်ဇွန်လ16ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ် စီနိုင်တဲ့ဒင်းထောင်နိုင်ရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီမိုကရေစီနဲ့အချုပ်အခြာအာဏာကိုကောက်ွယ်ဖို့ထိုင်းစစ်တပ်ကတိုက်တွန်းပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်တော်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီမိုကရေစီနဲ့အချုပ်အခြာအာဏာကိုအာယုံဆိုင်ပြီးလှုပ်ဆောင်သွားမှာဖြစ်ပြီးထိုင်းလူမျိုးတွေအနေနဲ့လည်းနိုင်ငံကိုကောက်ွယ်ဖို့စီလုံးညီညွတ်ကြဖို့ထိုင်းတော်ဝင်စစ်တပ်ရဲ့စစ်ဦးစီးချုပ်ပါနာကလွတ်ဘလူတော်ကတိုက်တွန်းပြောကြားခဲ့လို့ The Nation ကဖော်ပြခဲ့ပါတယ်။ ထိုင်းတော်ဝင်စစ်တပ်ရဲ့စေရေးချုပ်ပါတာထိုင်းရဲ့လက်ရှိနိုင်ငံရဲ့အခြေအနေကိုစိုးရိမ်နေတယ်လို့ထိုင်းတော်ဝင်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဝင်တိုင်းစုပါရီကဂျွန်လ16ရက်မှာပြောကြားခဲ့ပါတယ်။ထိုင်းစစ်တပ်ကဘရင်ကိုနိုင်ငံခေါင်းဆောင်ပြီးကြီးညိုထားပြီးဒီမိုကရေစီစနစ်ကိုကာကွယ်ရမှာဖောက်ပြဲခြင်းမရှိဘဲခိုင်မာတည်တည်စွာရှိနေမယ်ဆိုတဲ့အချက်ကိုပြည်သူတွေအနေနဲ့ယုံကြည်ကြဖို့လည်းပါနာကတိုက်တွန်းခဲ့ပါတယ်။ ဓာတ်ကြီးအခြေအနေကိုပြည်စုံကျေဘက်ကစဉ်းစားသုံးသပ်နေပြီးမြို့သားအချုပ်အခြာကိုရွေးချယ်မကောင်းတဲ့ပါတီတွေရဲ့ရံမကာကွယ်ဖို့နိုင်ငံအကျိုးစီးပွားတွေကိုဦးစားပေးလှုံ့ဆော်နေချိန်မှာထိုင်းပြည်သူတွေစီးလုံးညီညွတ်မှုရှိခြင်းဟာအရေးကြီးဆုံးအချက်ဖြစ်တယ်လို့လည်းဝန်ထမ်းကပြောကြားခဲ့ပါတယ်။ထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်ဟာထိုင်းနဲ့ကမ္ဘောဒီးယားကြားနယ်စပ်ဒေသအငင်းပွားမှုမြင့်တက်နေပြီးထိုင်းအစိုးရအဖွဲ့တွင်နိုင်ငံအခြေတဲနဲ့ရင်ဆိုင်နေရချိန်မှာစစ်အာဏာသိမ်းမဲ့အလားအလာကိုပုံမပေါ်လွင်စေခဲ့ကြောင်းကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ အီရန်ကောင်းဆောင်လုံခြံခံရနိုင်ခြင်းရှိမရှိဆိုတဲ့အလားအလာကိုဆွေးနွေးလို့စိတ်မရှိဘူးလို့ရုရှားသမ္မတပူတင်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ။အစ္စရေးနဲ့အမေရိကန်ကအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်အယာတိုလာအလီခါမီနီကို လောက်ကျန်တက်ပြတ်ဝယ်ရှိမရှိဆိုတဲ့အလားအလာကိုစွန့်လွှဲလို့စိတ်မရှိဘူးလို့ရုရှားသမ္မတပူတင်ကပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်။ပူတင်ဟာရုရှားနိုင်ငံစိတ်ပီတာစဘန်မြို့တော်မှာပြုလုပ်တဲ့စိတ်ပီတာစဘန်နိုင်ငံကစီးပွားရေးဖိုရမ်မှာနိုင်ငံကသတင်းအေဂျင်စီတွေရဲ့ထိပ်သီးကောင်းဆောင်တွေနဲ့တီးတန်းတွေ့ဆုံခဲ့တဲ့အစည်းအဝေးမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ အီရန်အစ္စရေးပြည်ပခါကအရန်ချုပ်ထွေးတင်မွေးတဲ့အရေးကိစ္စဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကိုဖြေရှင်းနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်လို့ပူတင်ကပြောကြားခဲ့ပါတယ်။ဒါအပြင်ပူတင်ကသူဟာအီရန်နဲ့အစ္စရေးပြည်ပခါမှာအပြစ်ခတ်ရစရေးသဘောတူညီချက်အတွက်ဂျာဝန်ဆစ်ဆက်ပေးလိုတယ်လို့ကန့်လန့်ခဲ့ပါတယ်။အီရန်ကိုညံ့ခံဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတိုက်တွန်းခဲ့တယ်လို့အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ခါမီနီကအညံ့ခံဖို့ညှင်းဆိုခဲ့ပြီးအမေရိကန်အနေနဲ့အစ္စရေးရဲ့တိုက်ခိုက်မှုမှာပူပေါင်းပါဝင်လာမယ်ဆိုပါကအမေရိကန်အတွက် ပြုပြင်မရနိုင်တဲ့ထိခိုက်နေနာမှုတွေကိုခံစားရလိမ့်မယ်လို့တံမြန်ချင်းချောက်ခဲ့ပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကအစ္စရေးရတိုက်ခိုက်မှုတွေဟာအီရန်အစိုးရဖွဲ့အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။အဲဒီနောက်ထရန့်ကလည်းအမေရိကန်ဟာခါမေနီပေါ်အောင်နေတဲ့နေရာကိုသိရှိထားပေမဲ့ချက်ချင်းတပြတ်ပါမဟုတ်ဘူးလို့ဇွန်လ18ရက်ကပြောကြားခဲ့ပါတယ်။ဒီကြောင်းရံနဲ့ပတ်သက်ပြီးနိုင်ငံတကာသတင်းအကြီးစီတွေကပူတင်ကိုမေးမြန်းခဲ့ရမှာပူတင်ကသူ့အနေနဲ့ခါမေနီတပြတ်ခံရမယ့်အလားအလာကိုဆွေးနွေးလို့စိတ်မရှိဘူးလို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ ရချမ်းဟာအရှိအလေပိုင်းမှာဆယ်စုနှစ်များစွာကြာသူ့ရဲ့ဆက်ဆံရေးကိုဟန်ချန်းညီစွာထိန်းသိမ်းထားပြီးအီရန်နဲ့စီးပွားရေးအပြင်စစ်ဘက်ဆိုင်ရာဆက်ဆံရေးတွေတိုးမြင့်ခဲ့တယ်လို့တစ်ချိန်တည်းမှာပင်အစ္စရေးနဲ့လည်းနှွေးထွေးတဲ့ဆက်ဆံရေးကိုထူထောင်နိုင်ခဲ့ပါတယ်။အဲဒါကြောင့်ရချမ်းဟာအစ္စရေးနဲ့အီရန်ပြည်ပခမှာ ကြီးမားတဲ့ဂျာဝန်ဆက်ဆက်သူနေရာမှာပါဝင်ဝင်ရရှိထားတယ်လို့ကျန်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ထိုင်ဝမ်ဟာရုရှားနဲ့ယူကရိန်းစစ်ပွဲကိုအတူယူပြီး ဒရုန်းစစ်တပ်မှုတွေလှုပ်ဆောင်လာနေတယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ရုရှားနဲ့ယူကရိန်းစစ်ပွဲအတွင်းယူကရိန်းတပ်ဖွဲ့တွေရဲ့ဒရုန်းတွေကိုစမ်းသပ်တီထွင်အုံပြမှုတွေကိုအတူယူပြီးထိုင်ဝမ်စစ်တပ်ကဒရုန်းစမ်းသပ်မှုတွေလှုပ်လာတယ်လို့နီဂီအေးရှားမှဖော်ပြခဲ့ပါတယ်။ယူကရိန်းတပ်ဖွဲ့တွေဟာစစ်ပွဲအတွင်းဒရုန်းတွေကိုမြေကဲ့သို့အသုံးပြုရမယ်ဆိုတာကိုအိုင်ဒီယာအသေးစမ်းတွေနဲ့ကဘာကိုချပြခဲ့ပြီးဖြစ်၍ထိုင်ဝမ်ဟာလည်းစစ်ပွဲဖြစ်ပွားလာမယ်ဆိုပါက ရုံးတွေကိုအသုံးပြုရေးနဲ့ပတ်သက်ပြီးစမ်းသပ်မှုတွေပုံပုံပြုလုပ်ဖို့လိုအပ်တယ်လို့ Skyndio လုံခြုံရေးကုမ္ပဏီကပြောကြားခဲ့ပါတယ်။ရုရှားယူကရိန်းစစ်ပွဲအတွင်းအီလက်ထရောနစ်စစ်ဆင်ရေးရဲ့သဘောတဘာဝများဟာထိုင်ဝမ်ရဲ့ကာကွယ်ရေးစွမ်းဆောင်ရည်တွေအတွက်အလွန်အရေးကြီးတဲ့တင်ကန်းစာတွေဖြစ်တယ်လို့အမေရိကန်အခြေစိုက်ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Skyndio ကုမ္ပဏီရဲ့အမျိုးသားလုံခြုံရေးမဟာဗျူဟာအကြီးအကဲ Mark Blattine ကပြောကြားခဲ့ပါတယ်။ဒရုန်းစမ်းသပ်မှုတွေကိုအမှန်တကယ်မပြုလုပ်ဘူးဆိုရင် ရုံးနဲ့ပတ်သက်တဲ့ပညာတွေကိုရရှိမှာမဟုတ်ပါဘူးလို့မက်ကတိုင်ပင်မျိုးတော်ကိုတောရောက်တဲ့ခီးစဉ်အတွင်းနီဂီအေးရှားသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ရုရှားနဲ့ယူကရိန်းစစ်ပွဲမှာအုံပြုနေတဲ့အီရထောင်းနဲ့ဆစ်စင်ရဲ့သဘောတဘာဝတွေနဲ့အခြေအနေတွေကိုပုံဖော်ပြီးရုံးတွေကိုစမ်းသပ်နိုင်တယ်လို့အဲ့ဒီစမ်းသပ်မှုတွေပြုလုပ်ခြင်းနဲ့ထိုင်ဝမ်ရဲ့ပြည်တွင်းဒရုန်းထုတ်လုပ်ရေးကဏ္ဍကိုအထောက်အကူရရှိနိုင်တယ်လို့ electronic စစ်စင်ရေးမှာဒရုန်းတွေကိုကြွမ်းကျင်စွာအသုံးပြုနိုင်လိမ့်မယ်ဖြစ်တယ်လို့သူကပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ဟာယူကရိန်းမှာစမ်းသပ်ခဲ့တဲ့ဒရုန်းစော်ဝဲကိုရေးဆွဲဖို့အတွက်အမေရိကန်ဂျာမနီပူရဲကုမ္ပဏီဖြစ်တဲ့ Otarian ကုမ္ပဏီနဲ့လည်းမိဖက်စာချုပ်ချုပ်ဆိုထားပါဗျ။ဒီစာချုပ်မှာဒရုန်းတွေကိုအုပ်လိုက်လွှတ်တင်တဲ့နည်းပညာလူသားတွေကထိန်းချုပ်စရာမလိုတဲ့ဝေဟင်နဲ့ရေပြင်ကာကွယ်ရေးစနစ်တွေလည်းပါဝင်ခဲ့ပါဗျ။ Otarian ကုမ္ပဏီရဲ့ CEO လော်ရန်မိုင်လာကသူတို့ရဲ့ဒရုန်းနည်းပညာဟာတင်ကားတွေနဲ့ရေရင်တွေကိုတိုက်ခိုက်ဖျက်ဆီးဖို့ရည်ရွယ်ထားတာဖြစ်တယ်လို့ပြောကြားခဲ့ပါဗျ။ ထိုင်ဝမ်ဟာမောင်းသူမဲ့တိုက်ခိုက်ရေးရရင်စီးတုံးတွေကိုလည်းစမ်းတပ်နေပြီးပြည်တွင်းကုမ္ပဏီဖြစ်တဲ့တန်တာတိုက်ကားကုမ္ပဏီကထုတ်လုပ်ခဲ့တဲ့စီးချက်အိမ်ဟန်အတွက်မောင်းသူမဲ့တိုက်ခိုက်ရေးရရင်ဟာဖောက်ခွဲရေးပစ္စည်းကီလိုဂရမ်1200ကိုတင်ဆောင်နိုင်ကကီလိုမီတာ900အကွာဝေးထိမောင်းနေနိုင်ပါတယ်စီနာတဲ့ထောင်နာရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ FIFA Club ကပ္ပဖလားအုပ်စုဒုတိယမြောက်ပွဲစဉ်မှာအသင်းကောင်းဆောင်မက်ဆီရဲ့ လှပတဲ့ free kick အတွင်းကိုကြောင့်ပေါ်တိုအသင်းကိုအင်တာမိုင်ယာမီအသင်းအနိုင်ရခဲ့တဲ့ဆက်တင်ပေဖြစ်ပါတယ်။ အင်တာမိုင်ယာမီတင်ဟာဖီဘာကလပ်ကပောက်ဗလာအုပ်စုဒုတိယမြောက်ပွဲစဉ်မှာအသင်းကောင်းဆောင်မက်ဆီရဲ့လာပါတဲ့ free kick သွင်းခေါ်ကြောင့်ပေါ်တိုအသင်းကို9ဂိုးတကူနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီဘက်မှာပေါ်တိုအသင်းကဥဆောင်ကိုစတင်ရရှိခဲ့ပြီးအဂီဟိုဟာကပန်နရီကနေသွင်းခဲ့တာ။အင်တာမိုင်ယာမီတင်ရဲ့ခြေပါကိုစီဂိုဘီယာနဲ့အနိုင်ကိုမက်ဆီကသွင်းခဲ့တာပါ။အဲဒါကြောင့်အင်တာမိုင်ယာမီတင်ဟာဖီဘာကလပ်ကပောက်ဗလာပြိုင်ပွဲမှာပထမဆုံးနိုင်ပွဲကိုရယူနိုင်ခဲ့ပါတယ်။အင်တာမိုင်ယာမီတင်ဟာအုပ်စုဖွင့်ပွဲစဉ်မှာအေအာလီတင်နဲ့ဂိုးမရှိသေးကြပေမဲ့ဒီဘက်အနိုင်ရရှိခဲ့တဲ့အတွက်အုပ်စုပွဲစဉ်တစ်ပွဲကစားပြီးမှရမှတ်၄ဘက်နဲ့ဆက်ရောက်သေးစေတက်နိုင်ဖို့အခြေအနေကောင်းခဲ့တာပါ။အင်တာမိုင်ယာမီတင်အတွက်အနိုင်ကိုသွင်းယူပေးပြီး ပြီးခြေစွမ်းပတ်သားနိုင်ငံရဲ့အသင်းကောင်းဆောင်မက်ဆီကဒီဘွဲအကောင်းဆုံးစားသမားဆုရရှိခဲ့ပါတယ်။မက်ဆီကဒီနိုင်ဘွဲကတသိန်းလုံးရဲ့ကြိုးစားအားထုတ်မှုကြောင့်ရရှိခဲ့တယ်လို့ပွဲပြီးဒီဇက်အနေနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်။မက်ဆီကဒီနိုင်ဘွဲကအလွန်ရေးပါတဲ့အတွက်ကျွန်တော်တို့ဒါကိုပျော်ပျော်ရွှင်ရွှင်ခံစားမှာပါ။ဖရီကတော့ဂိုဒမိုင်းရဲ့နေရာလက်ကိုအခွင့်ကောင်းယူပါဂိုသွင်းယူနိုင်ဖို့ကြိုးစားခဲ့တာပါ။ကျွန်တော်တို့ရဲ့နောက်လာမယ့်ဘွယ်ကပါမီယက်စ်နဲ့တွေ့ဆုံရမှာဖြစ်ပြီးဒီအသင်းကကမ္ဘာပေါ်မှာအကြီးမားဆုံးအသင်းပါဒီဘွယ်ကကျွန်တော်တို့အတွက်နောက်တစ်ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာနိုင်မယ်လို့ပြောခဲ့တာပါ အင်တာမိုင်အမီတင်ဟာဖီဘာရဲ့နိုင်ငံတကာကလပ်ပြိုင်ပွဲမှာဥရောပအသင်းကိုအနိုင်ရရဲ့ပထမဆုံးကွန်ကာကက်အသင်းဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ဗစီအတွက်လည်းဒီဘက်မှာတွင်ယူခဲ့တဲ့တွင်ကိုကြောင့်အင်တာမိုင်အမီတင်ကစားသမားဘွားပွဲပေါင်း60ပွဲမှာတွင်ကို90ပြေးခဲ့တာပါ။အင်နာမိုင်အမီတင်းဒီပြမာရှီယာနိုကသူတို့ဟာဘယ်တင်းနဲ့မတူရှင်းပြနိုင်တယ်ဆိုတာကဘာနဲ့ကိုယ့်ကိုပြသနိုင်တယ်လို့ပြောခဲ့ပါဗျ။အင်နာမိုင်အမီတင်းကအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်ပါမီယက်တင်းနဲ့ရှင်းပြရမှာဖြစ်ပြီးပါမီယက်တင်းကလည်းအုပ်စုပွဲစဉ်တစ်ပွဲကစားပြီးမှရမယ့်၄မှတ်ရရှိထားတာဖြစ်ပါဗျ။ စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ20ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။